ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဇရောပကြသေးကြပါတေဆာပြီးစီးသွားခဲ့တယ်အနောက်ရကိုခီးသွားတဲ့မှတ်တမ်းမှာတော့ဖြင့်ဆရာတော်ဝူခုံပါကျဲဇာဝူကျုံတို့တတိုက်ဟာကျန်းစာတော်တွေကိုပြိပြီးတော့ပြန်လာခဲ့ပြီပဲဖြစ်ပါလေဇရောအသွားရှိရပြန်ရှိရမယ်ဆိုသလိုပဲအနောက်ရကိုခီးသွားပြီးတော့ပြန်လာခဲ့တဲ့မှတ်တမ်းကိုတော့တေဆာပြီးသွားမှာဖြစ်ပါလေခင်ဗျာဒါတော့ channel ကို subscribe လုပ်ဘေးနာခေါင်းလုံးနှိပ်ပြီးရောဇုံခုံတို့ရဲ့ဗျံခီးကိုစတင်လိုက်ကြအောင်ပါ ဒီပိုင်းဆာမှာတော့တောပုံးဓမြကြီးတွေစီကနေညာအိမ်မင်းထွက်ပြေးလာတဲ့ဝူခုံးနဲ့ပါကျဲတို့နှစ်ယောက်ကတိပင်းပေါ်မှာတက်ပြီးတော့အိတ်နေကြပါတယ်။ဇာတော်ထန်ဆန်းတဲ့စာအုပ်ကျင်းတို့ကတော့တိပင်းအောက်မှာအိတ်ငိုက်နေကြပါမိုးလင်းပြရာကြောင့်ဝူခုံးကပါကျဲကိုနှိုးလိုက်တဲ့အခါအေးမွားသေးတဲ့ပါကျဲဟာဝါကိုကြီးကကနားလုံးအိပ်ပြရစီအောင်ဆိုပြီးတော့တောင်းပန်နေပါတယ်။အဲဒီအချိန်မှာပဲဆရာတော်ကအော်တန်လိုလိုအတန်တွေကြားတာကြောင့်အားလုံးနားထောင်ကြဖို့ပြောလိုက်ပါတယ်။စာအုပ်ကျင်းကလည်းဘာသာလဲမသိဘူးဆိုပြီးတော့နားထောင်ကြည့်လိုက်ပါတယ်။ နောက်မှညာတန်ပေးပြီးတော့អော်ပြီးလိုက်လာတဲ့ဓမြတွေမှန်ទីလိုက်ရပါတော့ဒီစာអូចင်းကတော့បាចောင်းဓမြတွေကိုចောင်းနေရမှာလေလို့ဆရာတော့ကိုမေးလိုက်ပါတယ်ဟူခွန်ကလည်းဒီငမြောင်းငှောက်ဓမြလေးတွေကိုចောက်ဆရာမလို့ចောင်းပြောလိုက်ပါတယ်ဆရာတော့ကတော့တို့ကအဲ့လောက်မဟုတ်ចောင်းနေဟူခွန်ကသူ့လူတွေကိုတတ်လိုက်တာចောင်းတာဓမြတွေကနောက်ကလိုက်လာဖြစ်တယ်လို့ပြောလိုက်ပါတယ်ဟူခွန်ကလည်းစိတ်ပူမနေဘူးနဲ့တို့ကဒီလောက်ထိလိုက်မလာနိုင်တော့လိုက်လာရင်လည်းသူကဖြေရှင်းပေးနိုင်မှာဖြေချောင်းဟူခွန်ကအေးဆေးပဲပြောလိုက်ပါတယ်ဆရာတော်လည်းဟူခွန်ဖြေရှင်းနိုင်မှန်းသိပေမဲ့ဟူခွန်ကလူတတ်မအောင်စိုးရိမ်နေတာဖြစ်ပါတယ် ။ဇာအုပ်ချင်းကတော့ဝူခုံးကလူထပ်မတတ်တော့တဲ့အတွက်စိတ်ပူမနေဖို့ဇာတော့ကိုဖြောင်းဖြားနေပါလေ။မကြခင်မှာပဲမလို့စိနေဟေးလိုက်ဟေးလိုက်ဟာဆိုတဲ့အတန်တွေနဲ့ဒူဒူဒေါ်ပုံသမားကြီးတွေကဒေါ်နေပြီးတော့လိုက်လာပါတော့လေ။ပါကြီးကတော့အမြန်ခုံချပြီးတော့ဇာတော့ကိုကာကွယ်လိုက်ပါလေ။အဲမှာဒေါ်ပုံသမားခေါင်းဆောင်တော့သူကဝူခုံးကိုတတ်မလို့လာလာသာဖြစ်ပြီးတော့မဆိုင်တဲ့သူတွေအနောက်ကိုမကတ်ဖို့နဲ့ဒါရဝင်နဲ့လုံနေပါလေ။ဇာတော့ကတော့စင်းစစလှုပ်ကြဖို့သာပြောနေခဲ့ပါလေ။ဒေါ်ပုံကြီးကလည်းဒါဆရာတော်ရဲ့အလုပ်မဟုတ်ကြောင်းနဲ့ ညောင်ကိုထားခဲ့ပြီးတော့ကိုလန်းကိုသာဆက်သွားကြဖို့ပြောလိုက်ပါတယ်။ဇာတော်ကသူ့တပည့်ကိုဖမ်းဖို့မလွယ်ကြောင်းကြောက်ကြောက်နဲ့ပြောရှာပါတယ်။ဒေါ်ဘုံကြီးကလည်းလွယ်လားမလွယ်လားကြီးကြသေးတာဘို့လို့ပြောလိုက်ကဝူခုံးကိုတိုက်ခိုက်ဖို့စကြိုးစားပါတော့တယ်။ဝူခုံးကတော့ထန်ဆန်းကိုတော့သွားနေမှုပြောလိုက်ကသူနောက်ကလိုက်ခဲ့ပါမယ်လို့တေးပေမောကနေလမ်းပြောလိုက်ပါတယ်။ဇာတော်ကလည်းစိုးရိမ်ပြီးတော့စိတ်မချဖြစ်ကဝူခုံးကိုအမြန်လိုက်ခဲ့တော့စိတ်ချမယ်ဆိုပြီးတော့အထက်ထက်ကိုမှားနေခဲ့တာပါ။ပါကြီးကလည်းဝူခုံးကိုထားခဲ့ပြီးတော့ဇာတော်ကိုဆွဲခေါ်ကစာဦးချင်းနဲ့အတူတူထွက်သွားခဲ့ကြပါတော့တယ်။ တုံးမုံမြအဖွဲကတော့တိပိမမထိုင်နေတဲ့ဝူခုံးကိုဓာလန်လက်နဲ့လေးများဒုတ်တွေနဲ့ဝိုင်းပြီးတော့ထိုးချနေကြပါလေတုံးမုံမြခေါင်းဆောင်ဝလုံးဒုတ်အရှိကြီးကိုလိုက်ရှာလာကဝူခုံးကိုရိုက်ချလိုက်ပါလေဒုံနဲ့ရိုက်ခံလိုက်တဲ့ဝူခုံးကပြားသွားပြီးတော့စက်ကူတရက်လို့ပါပါလေးဖြစ်ကလွင့်ပြီးတော့ပြုတ်ကျလာပါလေတုံးမုံအလုံးကတော့ပြားသွားပြီးပြားသွားပြီးဟာဆိုပြီးတော့ကြောင်ကြည့်နေကြပါလေတချို့ကလည်းကြည်သွားတာလားကြည်ကြစမ်းမအောင်ဟာဆိုပြီးတော့စူးစမ်းနေခဲ့ပါလေအဲဒီချိန်မှာပဲဝူခုံးကပြန်ဖောင်းလာကခုံးပြန်ကြော်လွှားပြီးတော့တစ်ချက်ပတ်ကန်လိုက်တာကြောင့်အလုံးလည်းလွင့်ထွက်ကုန်ကြပါတော့တယ် နောက်မှဝူခွန်ကဒုတ်ကိုထုတ်ပြီးတော့ဓမြအဖွဲကိုလိုက်ပတ်ရိုက်ပါတော့တယ်ဝူခွန်ကငါဘသူလဲဆိုတာသိပြီလားလို့ပြောလဲပြောရိုက်လဲရိုက်တော့တာပါဝူခွန်ကဓမြတယောက်ရဲ့ပခုံးပေါ်ခွားတက်ကခြေထောက်နဲ့ပဲဇက်ကိုလိန်ချိုးပစ်လိုက်ပါတယ်ဇက်ကိုလိန်ချိုးလိုက်တဲ့သူကိုစောင့်ကန်လိုက်တဲ့ကဇက်ကျိုးသွားပြီးတော့သူကနောက်တယောက်ကိုအချိန်နဲ့ဝင်တိုက်လိုက်ပါတယ်အချိန်နဲ့ဝင်တိုက်ခံရတဲ့သူကနောက်ပြန်လဲကကြောက်ဆောင်နဲ့တိုက်ပြီးတော့ပလက်လန်လဲကခေါင်းကွဲပြီးတော့သေသွားခဲ့ပါတယ်တပတ်မှဆရာတော်တို့သုံးအောင်ကတော့ရှေ့ကပြေးသွားကြိုင်းနဲ့ဆရာတော်ကနောက်ဆန်တင်းနေခဲ့ပါတယ် ဆရာတော်ကဝူခုံးတော်လူတွေတနေပြီထင်တယ်လို့ဇာဝူချင်းကိုပြောနေခဲ့ပါတယ်။ဇာဝူချင်းကဝူခုံးကလူမတက်တော့တော့ကြောင်းဆရာတော်ကိုဖြောင်းဖြားနေသလိုဘာကျဲကလည်းအော်ရန်ကိုအတင်းဆွဲကခီးဆက်လာနေခဲ့ကြပါတယ်။အဲဒီချိန်မှာပဲဆုံးခုံးကတော့အတွင်းအားကိုသုံးပြီးတန်တုပ်ရဲ့အစွမ်းနဲ့အားလုံးကိုလက်ဆသိမ်းပစ်လိုက်ပါတယ်။ဆရာတော်ကတော့သူတို့ပဲဆုံးခုံးတလောက်ကြာနေပုံထောက်ရင်တော့လူတွေတနေပြီလို့ပြောပြီးတော့မြင်းကိုဆွဲကနောက်ပြန်လှည့်သွားခဲ့ပါတယ်။အဲဒီချိန်ဆုံးခုံးကတော့တောပုံးတစ်မြောက်ခေါင်းဆောင်ရင်ခြေထောက်နှစ်ဖက်ကိုရိုက်ချိုးကာ နင်းသာလူမိုက်ဒူးစရိုက်လို့ပြောပြီးတော့ရိုက်ပုတ်ပစ်လိုက်ပါတယ်ဆရာတော်ကလည်းဒေါမုံဓမြကိုမတတ်ဖို့ဩကာမင်းကိုဒုံဆိုင်စီလာနေခဲ့ပါတယ်ဘူခွန်ကတော့ဒေါမုံဓမြကိုမိမောင်ကိုတတ်တဲ့လူယုံမှလို့ပြောပြီးတော့သူကတွေးခဲ့လိုက်တယ်လို့ဆရာတော်ကိုပြောခဲ့ပါတယ်ဒါတော့မှဆရာတော်ကဒီလောက်မစိုးဘူးလို့ထင်နေသေးတယ်လို့ဘူခွန်ကဒေါမုံကိုပြောလိုက်တာပါကြရောအနာကိုရောက်လာတာမမြင်တဲ့ဝူခုံးကတောပုံးရဲ့ခေါင်းကိုတုံးနဲ့ရိုက်ထုတ်လိုက်တာကြောင့်တောပုံးကခေါင်းပြုတ်ထွက်သွားခဲ့ပါလေ။ဆရာတော်ကလည်းအဲ့ဒီမြင်ွေးကိုမြင်လိုက်ရတာကြောင့် ထိတ်လန့်တုံလောက်ကမြင်းပေါ်ကပြုတ်ကျသွားခဲ့ပါတော့လေဇာတော်ဟာရမ်းမဲ့စိတ်ပြဝမ်းနေသွားကမြဝန်းနေကမျက်ရည်စားတွေနဲ့တူကွမ်းမဲတော်ပေးထားတဲ့ဂါရာကိုစပြီးတော့ရွတ်ပါတော့လေဇာတော်ဟာဂါရာကိုဇက်တရွတ်ဖန်နေတာကြောင့်ဆုံးကုန်းလဲခေါင်းစည်းကကြက်လာတဲ့တော့အင်မတန်နာကျင်နေခဲ့ရတာပါဘာကျဲနဲ့ဝူကျင်းတို့ကလည်းဇာတော်ရဲ့ခြေစလုံးကိုကင်ပြီးတော့ဂါရာကိုဆက်မယိုတော့ဘူးတောင်းပန်နေပါတယ်ဇာတော်ကိုညာတာပေါင်းစာနာပေါင်းလို့တောင်းပန်နေပြီမဲ့ဇာတော်ကတော့မြဝန်းနေမှာမိုးတွေရွာပြီးစိုးရိမ်ဆိုပြီးတော့ဂါရာကိုဇက်ကရွတ်နေခဲ့ပါတယ် ။ဝုကောင်းလည်းလူလိန်အော်ဟေးနဲ့လွင်ထွက်ကကြောက်ဆောင်လေးနဲ့တိုက်မိနေပါတယ်။ကြောက်ဆောင်နဲ့တိုက်မိပြီးတော့ပြန်လွင်ထွက်လာတဲ့ဆုံခုံးကိုပါကျဲကအမြန်ဖမ်းလိုက်ပြီမလဲ။မမိလိုက်ပဲဝုခုံးကသတိလျက်သွားခဲ့ပါတယ်။ပါကျဲကအတင်းတောင်းမှန်တော့မှပဲဆရာတော်ကသတိရပြီးတော့ဝုခုံးကိုပြေးပွေလိုက်ပါတော့တယ်။ဆရာတော်ကဆုံခုံးဘလို့ဖြစ်သွားလဲလို့မေးတဲ့အခါပါကျဲကဆရာတော်ရွတ်ဖတ်နေတာကြောင့်ဝုခုံးကတိမ်မလို့ဖြစ်နေတာဖြစ်ကြောင်းကိုပြောပြပါတယ်။ဆရာတော်ကဒုက္ခရာရွတ်တာနဲ့ဘာကြောင့်ခြေခွင်းကကျက်သွားတာလဲလို့မေးပါတယ်။ ဒီကားကွိုင်းမဲတော့ပေးထားတဲ့ဂါရာဖြစ်တဲ့အတွက်အစွမ်းထက်နေတာဖြစ်တယ်လို့ပါကျဲကပြောပြပါလိမ့်။ဆရာတော်ကပါကျဲကိုရေသွားယူပေးဖို့ပြောတာကြောင့်ပါကျဲကရေတစ်ခွက်အမြန်သွားခတ်လိုက်ရပါလိမ့်။ဝူကောကတော့လုံအောင်ပြော့ခွေနေပြီးတော့ဆရာတော်ကလည်းတော်လေးကိုစိုးရိမ်နေပါပြီ။စာအုပ်ချင်းကဆုံးခုံကဆရာတော်ကိုအလွန်လေးစားတဲ့သူဖြစ်တယ်လို့ပြောပြပါလိမ့်။ဆရာတော်ကတော့ဆုံးခုံကိုလူမတတ်ဖို့ပြောထားခဲ့ပြီမလဲ။ဝူကောကပြောပြထားတဲ့စည်းကမ်းတွေကိုဖောက်ပြတာများလုံးနေပြီဖြစ်တယ်လို့ပြန်ပြောလိုက်တာပါ။ဂါရာယူပြီးတော့မှမထိန်ရင်ဝူကောလူတတ်နေအောင်ဘယ်လိုလုပ်ထိန်လို့ရမှာလဲလို့ဆရာတော်ကပြန်မေးလိုက်ပါလိမ့်။ မကြခင်မှာပဲဝူခုံးပြိုင်ပြီးတော့သတိရလာခဲ့ပါတယ်ဝူခုံးကသူကလူဆိုးတွေဖြစ်တာကြောင့်အဲ့လူတွေကိုတတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ပြောပြပါတယ်အဲ့လိုမဟုတ်ခဲ့ပါကအဲ့လူဆိုးတွေကတခြားလူတွေကိုတတ်တော့မှာဖြစ်တယ်လို့ပြောလိုက်ပါတယ်ဇာတော်ကလည်းသူတို့ဟာသူတို့မိသားစုအတွက်တော့လူကောင်းတွေသားဖြစ်တယ်လို့ပြောပြပါတယ်ယိုးသားနဲ့မိဘတွေရဲ့သားသမီးလေးကိုမတတ်သိအောင်ဇာတော်ကပြောလိုက်ပါတယ်ဇုံခုံးကအဲ့ဒီတော်ပုံတို့မြောက်ခေါင်းဆောင်ကလူဆိုးဖြစ်ပြီးတော့သူ့ရဲ့မိမကိုသူတတ်ပြစ်လိုက်တယ်လို့ဇာတော်ကပြောလိုက်ပါတယ်ဇာတော်ကတော့ဝူခုံးရဲ့စကားကိုမယုံကြည်ပဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့ပြောပါတယ်။ဘူခွန်ကတော့ तू ကလိန်ပြောတာမဟုတ်ကြောင်းနဲ့ဒီလိုမကောင်းဆိုးဝါးတွေကိုဖယ်ရှားတင်ကြောင်ဆရာတော်ကိုပြောနေခဲ့ပါတယ်။ဆရာတော်ကတော့တော်ပုံသမ ्या ကလူဆိုးဖြစ်နေတောင်မှပဲသူရဲ့ကံကြမ္မာကိုဘုရားကဆုံးဖြတ်ပေးမှာဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဆရာတော်ကဘုရားကအပြစ်ပေးမှာမကြောက်ဘူးလားလို့ဘူခွန်ကိုမေးတဲ့အခါဘူခွန်ကသူတို့ကိုကြားတော့ဘုရားအပြစ်မပေးဘူးလားလို့ပြန်မေးလိုက်ပါတယ်။ဇုံကုံကဆရာတော်ကိုဘုံကြီးဘုံကြီးလို့ပဲပြောမှာပေါ့လို့ပြန်ပြောပါတယ်။ဆရာတော်ကလည်းဘူခွန်ကိုဓမ္မလူသားသမားလို့ပြောပါတယ်။ နောက်တော့ဆရာတော်ကဝူခုံးကိုမထိန်နိုင်တော့တာကြောင့်သွားလို့ရသွားနိုင်ဖြစ်တဲ့အကြောင်းကိုပြောချလိုက်ပါတော့တယ်။ဆရာတော်ကစိတ်ကောက်တော့မူပြီးတော့ဝူခုံးရဲ့မျက်နှာကိုမကြည့်ပဲတပတ်ကိုလှည့်နေခဲ့ပါတယ်။ဝူခုံးတော့ဆရာတော်ကသူ့ကိုဘောင်းထုတ်တယ်လို့ပြောပြီးတော့ခြေခွဲဝန်းနေသွားပါတယ်။ဘာကျဲနဲ့စာအုပ်ချင်းတို့ကတောင်းပန်နေပြီမဲ့ဆရာတော်ကဆုံးကုန်းကိုလုံးဝလှည့်မကြည့်တော့တာကြောင့်ဝူခုံးကဆရာတော်ရဲ့အနာကနေထွက်လာခဲ့ပါတော့တယ်။ဘာကျဲတို့သုံးအောင်လဲဆက်လက်ပြီးတော့ခီးဆက်လာခဲ့ကြတာပါ။လန်တော်ကနေရာရောက်မှတော့ဝူခုံးကပြန်လဲရောက်ရှိလာပြီးတော့နောက်ထပ်မဖြစ်စေရတော့ဘာအကြောင်းကိုတောင်းပန်နေခဲ့ပါတယ်။ ဒါမလဲဆရာတော်ကတောင်းပန်တာကိုလုံးဝလက်မခံဘဲဝုန်းဆိုပြီးတော့တစ်ဖက်ကသာလှည့်နေခဲ့တာပါနောက်တော့ဆရာတော်တို့ကဝူခုံးကိုထားခဲ့ပြီးတော့ထွက်သွားခဲ့ပါတော့တယ်ဇုံကုံကတော့သူသားကားကွယ်မပင်းရင်ဘုရားရှင်စီလည်းရောက်မှာမဟုတ်ကြောင်းပြောတဲ့အခါဆရာတော်ကတစ်ချက်ပြန်လှည့်ကြည့်ပြီးတော့ထွက်ခွာသွားပါလိမ့်ဝူခုံးကတော့ခြေကွဲဝမ်းနေစွာနဲ့ပဲကောင်းငင်ခီးနှင်းကထွက်လာခဲ့ပါလိမ့်လမ်းရောက်တဲ့အခါမှာတော့ဆရာတော်ကနားယူရနေရာတိုင်းမှာတမိုင်းမိုင်းတထွေထွေပြစ်နေတာပါပါချင်းနဲ့ဝူချင်းတို့ကဆရာတော်တို့ရေးသွားခံမယ်လို့ပြောပြီးတော့တယောက်တလန်းစီထွက်သွားကြပါလိမ့် အဲဒီချိန်မှာပဲဇုံကောင်ကရေတခွက်နဲ့အတူတူရောက်လာပြီးတော့သူသာမရှိရင်ရေတောင်တောက်မှာမဟုတ်ဘူးလို့ဇာတော်ကိုပြောလိုက်ပါတယ်။ဇာတော်ကတော့သေခြင်းသေသွားပါစေ။ဝူခုံတိုက်တဲ့ရေကိုမတောက်နိုင်ဘူးလို့ပြောပါတယ်။ဝူခုံကလည်းသူသာမပါရင်ဘုရားစီကိုရောက်မှာမဟုတ်တဲ့အကြောင်းပြောတဲ့အခါဇာတော်ကရောက်ရောက်မရောက်ရောက်ဝူခုံနဲ့မဆိုင်ဘူးလို့ပြောလိုက်ပါတယ်။ဇာတော်ကကုချင်အားစပြီးတော့သူတို့နှစ်ယောက်ကမဆိုင်တော့ကြောင်းပြောလိုက်ပါတော့တယ်။ဝူခုံကပြောကြည့်တဲ့ဇာတော်ဆိုပြီးတော့ဒေါသထွက်ကဇာတော်ကိုအတွင်းအားနဲ့တွန်းလှဲခဲ့ပါတယ်။ဇာတော်ကလည်းသတိလစ်ပြီးတော့လဲကျသွားခဲ့ပါတယ်။ ဇုံခုံလဲဆရာတော်ကိုထားခဲ့ပြီးတော့ထွာလာခဲ့လိုက်ပါလိမ့်။မကြခင်မှာပဲပါကျဲနဲ့ဝူကျင်းကိုပြန်ပြီးတော့ရောက်လာကြပါလိမ့်။အဲချိန်မှာဆရာတော်ကလဲကြနေပြီးတော့သတိလင့်နေခဲ့ပါပြီ။ဝူကျင်းနဲ့ပါကျဲကဘယ်မိစားဆရာတော်ကိုဒုက္ခပေးသွားတာလဲလို့မေးတဲ့အခါဆရာတော်ကဇုံခုံလက်ချက်ဖြစ်ကြောင်းကိုပြောပြလိုက်ပါလိမ့်။ဝူခေါတော့ဆရာတော်ရဲ့ခီးဆောင်ပစ္စည်းတွေစာအုပ်တွေပတ်စပို့တွေကိုယူကသူ့ရဲ့မြောက်တိုင်းမြို့ရှိရာစီကိုပြန်လဲပြီးတော့ရောက်ရှိလို့သွားပါလိမ့်။ဆရာတော်တို့ဖွဲကတော့အဖွားတယောက်ရဲ့အိမ်မှာခွင်တောင်းပြီးတော့စားတော့နားခိုနေကြပါလိမ့်။ အိမ်ရှင်ဖွားကယာကုတပကံကိုယူလာပြီးတော့ဆရာတော်ကိုဆက်ကပ်လိုက်ပါတယ်။ဆရာတော်ကဂျေဇူးတင်ကြောင်းကိုပြောလိုက်ကယာကုပကံကိုယူထားလိုက်ပါတယ်။အိမ်ရှင်ဖွားကလိုအပ်တယ်ဆိုရင်ထိုက်ယူလို့ယာချောင်းပြောကထွက်သွားခဲ့ပါတယ်။ပါကျဲကသူ့ပကံထဲမှာကုံသွားတာကြောင့်မိဘဘွားအိုးဖုံးကိုသွားဖွင့်လိုက်ပါတယ်။အိုးထဲကြီးလိုက်တဲ့ခါမှာတော့ဖင်ကက်သာရှိလာတာကြောင့်ပါကျဲကအာနာရှက်ယွန်သွားပါတယ်။ဘူးချင်းကတော့အဖွားအရှားပါတဲ့သူဖြစ်တဲ့အတွက်စားစရာအနေချင်းသာရှိနိုင်ကြောင်းပြောပြပါတယ်။အဲတော့မှပါကျဲကသူ့ရဲ့ပကံကိုရှာနဲ့ယက်နေပါတော့တယ်။ ဘာကြရသူရဲ့ဘိုက်ကတလောက်လေးစားပြီးတော့ခီးမဆတ်နိုင်ကြောင်းပြောလိုက်ကဇာဟုချင်းရဲ့ပကံကိုပါယူစားပစ်လိုက်ပါလေဆရာတော်ကတော့လုံးဝမစားဘဲယာကုပကံကိုသာတွေတွေကြီးစိုက်ကြည့်နေတာပါဆရာတော်ကဆုံးခုံးစီကခီးသွားပစ္စည်းတွေဘယ်သူသွားယူမှာလဲလို့မေးလိုက်ပါလေဘာကြရသူရောက်ဖူးတယ်သူအဲ့ဒီကိုသွားပြီးတော့လိုက်ယူမယ်လို့ပြောပါလေဆရာတော်ကတော့ဝူခုံးကပါကျဲနဲ့အစင်းပြေပါမှုန်ကြောင်းပြောပြီးတော့ဆုံးခုံးကရိုက်လိုက်မယ်လို့ပါကျဲကိုပြောလိုက်ပါလေအဲ့တော့မှပါကျဲကဟုတ်တယ်ဒါဆိုရင်တော့ဝူချင်းကိုပဲသွားခိုင်းလိုက်လို့ပြောပါလေ ဒုနဲ့စာအုပ်ချင်းကဘာတဲနဲ့ဆရာတော်ကိုနှုတ်ဆက်ပြီးတော့ဝူကုန်းစီကိုထွက်လာခဲ့ပါတော့လေတပတ်ကမြောက်တို့ထာနေမှာတော့ဇုံခုံကမြောက်တပည့်တွေနဲ့ပြောဆွေးနေပြီးမြောက်တွင်းမှုမြောက်မှုကြီးမတ်ရာတွေကလည်းဘယင်ကြီးဟေးနောက်ဘက်ကိုသွားမှလားဆိုပြီးတော့မေးနေခဲ့တာပါဘာမှနားမလဲတဲ့ဘုံကြီးကသူ့ကိုရိုက်ထုတ်လိုက်တယ်လို့ပြောနေပါလေအခုသူကဘုံကြီးရဲ့တပည့်မှုတော်တာကြောင့်ဘုံကြီးခိုင်းတာတွေလည်းလုံးနေစရာမလိုတော့ဘူးလို့ပြောလိုက်ပါလေဒါမဲ့ဖျားစီကိုရောက်အောင်ကိုတိုင်သွားမယ်လို့ပြောလိုက်တာပါအားလုံးရောလိုက်ချင်းကြလားလို့မြောက်ဘယင်ကမေးလိုက်တဲ့အခါမှာတော့ မြောက်တပည့်သားချင်းတွေအားလုံးကလည်းသူတို့လိုက်မယ်လို့ပြောကြပါတယ်။ဒါမှမဟုတ်တော့ဆရာတော်ကအစာမစားဘဲနေတာကိုသိတဲ့အင်ရှင်ဖွားကရေလေးတော့တောက်ပေါင်းဆိုပြီးတော့ရေတစ်ခွက်လာတိုက်ရှာပါတယ်။ဆရာတော်ကလည်းရေခွက်ကိုလက်ခံလိုက်ပြီမယ်ရေကိုတော့မတောက်ဘဲနေနေလိုက်ပါတယ်။အဖွားမစားမတောက်ဘဲမနေဘူးနဲ့ဖရာကိုသာအာုံပြုနေပါကနောက်ထပ်ရှေခီးရလဲအန်ရမရှိနိုင်ကြောင်ပြောပြပါတယ်။အဲတော့မှဆရာတော်ကဖြတ်ခနဲ့တစ်ချက်ပွင့်သွားပြီးတော့သူဟာဖရာစီကိုသွားနေပြီမယ်ဖရာကိုမေးနေကြောင်ပြောကအဖွားကိုဂျေဆုတင်လိုက်ပါတယ်။ ဆရာတော်ပါကျဲကိုခေါ်ပြီးတော့ခီးစက်ကြဖို့ပြောလိုက်ကအဖွားကိုနှုတ်ဆက်ပြီးခီးထွက်ခဲ့ပါလေစာအုပ်ချင်းကိုမဆောင်နာလားလို့ပါကျဲကမေးလိုက်တဲ့အခါဆရာတော်ကစာအုပ်ချင်းကိုစောင့်နေဖို့အချိန်မရှိတောင်းပြောလိုက်ပါလေဝူချင်းကတော့ဝင်းခီးနဲ့အမြန်ပြေးကဇုံကုံယူဆောင်သွားတဲ့ပစ္စည်းတွေကိုလိုက်ပြီးတော့တောင်းနေပါပြီဝူချင်းကဝူခုံးရဲ့ဟေဝံမြိုင်တော်တဲ့ကိုရောက်တဲ့အခါမှာဟိုဒီတစ်ချက်ရှိုးပြီးတော့ဇုံကုံစီကိုထွက်လာခဲ့ပါလေဆရာတော်နဲ့ပါကျဲတို့ကတော့အတူတူကခီးဆက်လာရင်ဆရာတော်ကမစားမတောက်ခဲ့တာကြောင့်မောပန်နွမ်းလျှာနေခဲ့ပါပြီ ဟေအိုမြိုင်တော်တဏီယာကဆုံးခေါ်ရင်မြောင်းနန်းတော်မှာတော့မိုးစိတ်ပရပြင်းနဲ့ရုပ်ဆိုးဆိုးသစိမ့်တယောက်ရောက်လာကြောက်မွေးသူတွေကဝိုင်းပြီးတော့ဖမ်းထားလိုက်ကြပါလေနောက်တော့မြောက်တက်သားတွေကမြောက်ဘီရင်စီကိုအဲ့ဒီသစိမ့်ကိုခေါ်ဆောင်လို့သွားခဲ့ကြပါလေဘူခွန်တော့သူ့ရဲ့ငကားဘီကဘရင်ဝိစုံကြီးနဲ့မြောက်ပုံလေးမှာဘရင်မင်းတရားကြီးလုံနေခဲ့ပါလေဘူခွန်ကဆရာတော်စီကယူလာတဲ့အထုပ်တွေတဲကနေပြီးတော့ဆရာတော်ရဲ့နေစင်မတန်းကိုထုတ်ပြီးတော့ဖတ်နေခဲ့ပါလေဆောင်းထဲမှာတော့သူတို့နဲ့စတင်တွေ့ရှိတဲ့အကြောင်းအရာတွေကိုပထမတစ်ပတ်နဲ့တွေ့ရပါဘူး ဒုတိယတစ်ပတ်နဲ့တွေ့ရပုံအစားရှိသဖြင့်အကြောင်းအရာတွေကိုရေးသားထားခဲ့တာပါအဲဒီချိန်မှာပဲမုတ်စိတ်ဗရပြင်းနဲ့စာအုပ်ချင်းကရောက်လာပြီးတော့ဘယ်ကောင်လဲကွာဆရာတော်ထန်ဆန်းအစာအုပ်ကိုဖန့်နေတာလားဆိုပြီးတော့လာဖြဲပါတယ်ဝူခွန်ကလည်းသူ့ကိုဖြဲနေတာဘယ်ကောင်လဲခေါ်ခဲ့သန်းဆိုပြီးတော့ဒေါသထွက်နေတာပါဝူခွန်ရဲ့တပည့်တွေကဝူချင်းကိုဖန်းစီကဝူခုံးစီကိုခေါ်ဆောင်သွားခဲ့ပါတယ်ဝူခွန်ကသူ့ရဲ့အသီးနှံပေါ်များတဲ့ဒေါ်စီကိုကျူးကျော်လာတာဘယ်ကောင်လဲလို့မေးလိုက်တာပါ။စာအုပ်ချင်းကလည်းထွားသွားတာပြင်ရပ်ပိုင်းပဲရှိသေးတယ်။ဟမ်အီးတော့ကကြီးနေတာလားလို့ဝူခုံးကပြောလိုက်ပါလေ အဲ့တော့မှဝူခွန်ကစာအုပ်ချင်းမဲလို့ပြောကဘာလာလောက်တာလဲဆိုပြီးတော့မျက်နှာအုပ်တစ်ဖက်လှည့်ထားလိုက်ပါလေစာအုပ်ချင်းကလည်းသူ့အေးချဲလိုက်တဲ့မြောက်ဟမ်အရင်ကလည်းမတူပါလားလို့ပြောလိုက်တာပါဝူခွန်ကလည်းသူ့ကိုနှင်ထုတ်တာဘသူတွေလဲလို့ပြန်ပြီးတော့မေးလိုက်ပါလေဝူချင်းကလည်းအခုတော့ဒီလိုပြောပြီအစားတော့ကတော့ဘုံကြီးကိုဆရာဆိုလဲဟုတ်အဖေဆိုလဲဟုတ်လို့ပြောခဲ့တာဘယ်ပစောက်ပတ်လဲလို့လှမ်းမေးလိုက်ပါလေအခုမှဘာဖြစ်ရတာလဲလို့မေးတဲ့အခါဝူခွန်ကသူ့ကိုအဲ့ဒီဘုံကြီးကြောင်းလာမပြောဘူးနဲ့သူကတော့ဘယ်တော့မှပြန်လိုက်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါလေ ဇုံခုံအပြန်တွင်းမီရင်စိတ်တူလာပြီးတော့သူ့ရဲ့မြောက်တွေကိုဒီမုတ်ဆိုင်နဲ့ရုပ်ဆိုးထိပ်ပြောင်းကောင်းကိုအမြန်ဆုံးနှင်ထုတ်ကြလို့ခေးဆိုပြီးတော့ဒေါသထွက်ပြီးအမိန်ပေးလိုက်ပါတယ်။ဝူချင်းကဒီလိုမလုပ်တဲ့အကြောင်းနဲ့ဇာရောဝူခုံကိုနှင်ထုတ်ပြီးမှနောင်သားတွေရနေတဲ့အကြောင်းနဲ့ဝူခုံကိုလည်းပြန်လာဖို့မှားလိုက်တယ်လို့ပြောနေပါတယ်။ဝူခုံကအမအနေငယ်တွေးဝေသွားပြီးတော့ဇာရောကပြန်လာဖို့တကယ်ခေါ်လာလားလို့ဝူချင်းကိုမေးလိုက်ပါတယ်။နောက်တော့မှသူစိတ်ဆိုးနေရပြန်သတိရပြီးတော့အာမေတော့မှငါပြန်မလိုက်ဘူးကွာလို့ပြောလိုက်ပါတယ်။ ။ဝူချင်းကလည်းအရင်တုန်းကလို့ပြောပပနဲ့ဆရာတော်ကိုဝိုင်းပြီးတော့စောင့်ရှောက်ကြမယ်လေလို့ပြောနေပါတယ်။ဝူခွန်ကလည်းအဲ့ဒီဘုန်းကြီးအတွက်ဆိုတသလုံးလုံးမပြီးနိုင်ဘူးကွာလို့ပြောလိုက်ပြီးတော့သူ့ရဲ့ယာစာပလင်တော်ထက်မှာခြေကလင်ချိတ်ကသွားထိုင်နေခဲ့ပါတယ်။ဝူချင်းကတော့ဇုံခုံးလေးနောင်တော်လေးရဲ့ဆိုပြီးတော့ချော့မော့ကစိတ်ဆုံးမပြေသေးရင်လည်းဆရာတော်ရဲ့စောင်းနဲ့အထုပ်တွေတော့ပြန်ပေးလိုက်ပါလို့ဖြောင်းဖြားပြောဆိုနေပါတယ်။ဝူခွန်ကသူကဖျားစီကိုတယောက်တည်းသွားมาဖြေချောင်းတယ်။သူ့မှာလဲ passport ရနေဖြေချောင်းကိုပြောလိုက်ပါတယ်။ကျန်းစာတွေသွားပြီးဘာလို့မလုပ်လဲလို့စာအုပ်ချင်းကမေးလိုက်တဲ့အခါဝူခွန်က သူဟာအရှိရက်ကဘယင်ထံကိုလက်ဆောင်ပေးမှလို့ပြောလိုက်ပါတယ်။ဦးခေါင်းကပဲဆက်ပြီးတော့ကျန်းစာအုပ်တွေပေးပြီးတော့ဘယင်စီကနေလိုချင်တာတွေပြန်တောင်းမယ်လို့ပြောလိုက်တာပါ။စာအုပ်ချင်းကလည်းအလုံးသဘောကျပြီးတော့ရီမောလိုက်ပါတယ်။နောက်တော့ဆရာတော်ထန်ဆန်းမပါဘဲနဲ့ဖះကဘလို့လို့ပြီးတော့ကျန်းစာတွေကိုပေးမှလဲလို့ဦးချင်းကမေးလိုက်ပါတယ်။စာအုပ်ချင်းကဆရာတော်နဲ့တူတူတပည့်၃ယောက်ကသာကျန်းစာကိုတင်နိုင်မှာဖြစ်တယ်လို့ကွန်အင်မေတော်ကပြောပြဘူးကြောင့်ဇုံဦးခေါင်းကိုပြန်ပြီးတော့သတိပေးလိုက်ပါတယ်။ ဇုံခုံးကမေးရန်ဆရာထန်ဆန်းကိုမြင်နေတယ်ဆိုရင်ကြည့်ဆိုပြီးတော့ဆရာတော်ကြီးလို့ခေါ်လိုက်တဲ့ခါမှာတော့ဆရာတော်ကနောက်ဖက်ဂူပေါက်ကနေဝူခုံးဆိုတဲ့အတန်းနဲ့အတူတူပေါ်လာခဲ့ပါလေမကြာခင်မှာပဲဂူရဲ့တစ်ဖက်ချမ်းကပါကျဲကြီးရထွက်လာပါတော့လေဝူချင်းကထန်ဆန်းနဲ့ပါကျဲကိုဘလို့လုံရောက်နေရလဲဆိုပြီးတော့နှုတ်ဆက်လိုက်ပါလေပါကျဲကဝူချင်းကိုရှာထုတ်ပြလိုက်ချိန်မှာပဲဇာဝူချင်းတယောက်ထပ်ပြီးတော့ထွက်လာတာကြောင့်ဝူချင်းလည်းအံ့ဩသွားပါတော့လေဇုံခုံးကအားလုံးပြေးဆုံးသွားပြီဖြစ်တာကြောင့်သွားလို့ရပြီလို့ဝူချင်းကိုပြောလိုက်တာပါ ဇာဝူချင်းကလည်းသူ့လိုဟန်ဆောင်တဲ့ကောင်ဆိုပြီးတော့ဇာဝူချင်းတယောက်ကိုသူ့ရဲ့ထုံချက်နဲ့လိုက်ထုပါလေ။အဲမှာဝူချင်းအတုလဲကြသွားပြီးတော့အမွေးထူထူမြောက်တကောင်ဖြစ်နေပြောင်းလဲသွားပါလေ။ဝူခေါကတော့သူ့ရဲ့ဇာဝူချင်းအတုကိုချရပါမလားဆိုပြီးတော့ဝူချင်းအစ်ကိုလိုက်ပြီးတော့ရိုက်နေခဲ့ပါလေ။ပါချဲကတော့မြင်းကလေးအော်ယန်ကိုဆွဲလာပြီးတော့ဇာတော်ထန်ဆန်းတော့အော်ယန်ရဲ့ကြောပေါ်မှာလိုက်ပါစီးနေလာနေခဲ့ပါလေ။ထန်ဆန်းကိုတော့ကပါချဲကိုခေါ်ပြီးတော့သူဟာရေရမ်းစာလာနေတယ်လို့ပြောလိုက်ပါလေ။ပါချဲကလည်းမြင်းမတွေ့ပဲရေစစ်လို့မရအကြောင်းကိုပြန်ပြောပါလေ။ တော်တော်ဝေးဝေးကိုရောက်တဲ့ဒီမြစ်ကိုမတွေ့တဲ့အခါပါကျဲကဇာတော်ကိုသစ်ပင်တစ်ပင်အောက်မှာထားခဲ့ပြီးတော့သူကရေသွားရှာမယ်လို့ပြောကထွက်သွားခဲ့ပါတယ်။ဇာတော်ကတော့အနီးနားမှာရေမတွေ့အမြန်ပြန်လာဖို့ပါကျဲကိုမှားပါတယ်။ပါကျဲကလည်းဇာတော်မြေကြီးမှာထိုင်ရင်ဖင်အင်းနေမှာဆိုရင်လာကြောင်ဖင်ခူးထိုင်ဖို့အဝေးထုတ်ကိုပေးခဲ့ပါတယ်။ဇာတော်ကအဝေးထုတ်ကိုဖြည့်ကြည့်နေဝူခုံးကိုသူပထမဆုံးချုပ်ပေးထားတဲ့အင်းကြီးလေးကိုတွေ့ကဝူခုံးကိုရန်သတိတွေရနေခဲ့ပါတယ်။ပါကျဲနဲ့ဝူကျင်းတို့နဲ့မတွေ့ခင်သူနဲ့ဝူခုံးတို့ရဲ့ဖြတ်တန်းခဲ့ပုံတွေကိုပြန်တွေ့ကလွမ်းဆို့တန်းတာသတိတွေရနေခဲ့ပါတယ်။ ဇာရဝါသူချုပ်ပေးတဲ့အင်ဂျီလေးကိုပထမဆုံးဝက်ကပျော်ရွှင်နေတဲ့ဇုံခုံရဲ့အကြောင်းကိုပြန်တွေးနေမိတာပါ။မကြာခင်မှာပဲပါကျဲကြီးပြန်အောင်လာပြီးတော့ခတ်လာတဲ့ရေကိုတယောက်တော့တောက်လိုက်ကြပါ။ပါကျဲကတော့ဝူခုံးကိုနေမထုတ်လိုက်တဲ့အကြောင်းမဝင်မရဲနဲ့ပြောနေခဲ့ပါတယ်။တကယ်တော့ဝူခုံးကလူဆိုးတွေကိုတတ်ခဲ့တာဖြစ်ပြီးတော့မဖြစ်စလောက်ပြဿနာလေးသာဖြစ်တယ်လို့ပြောလိုက်ပါတယ်။လူဆိုးကိုတတ်တဲ့ကိစ္စကိုအပြစ်ပေးလိုက်တာကြောင့်အခုချိန်မှာရေတောက်ဖို့တော့မှဒုက္ခရောက်နေရတယ်လို့ပြောလိုက်တာပါ။စာအုပ်ချင်းကလည်းခီးထွက်သွားတာကြောင့်နှစ်ယောက်ထဲနဲ့ရှုပ်နေရပြီလို့ပါကျဲကပြောလိုက်ပါတယ်။ စားစရာရှာတာလည်းလုံးခက်ခဲနေပြီးတော့မိစားရရောက်လာပါကလည်းသူတယောက်တည်းဖြေရှင်းနိုင်မှာမလွယ်တော့ပါကျဲကပြောပြနေတာပါဝမ်းမိုင်ဝမ်းဆွေမျက်စိမိတ်ပြီးတော့ကြုံလို့ရပြီမဲ့မိစားအုပ်စုလိုက်နဲ့တွေ့ဦးခုံးကသာအနိုင်ရတတ်မှာဖြစ်တယ်လို့လည်းပြောပြလိုက်ပါလိဆရာတော်ကလည်းတော်ပါတော့ပါကျဲဟာဆိုပြီးတော့ဆက်မပြောတော့ဘူးကိုငိုတိုင်းနဲ့ပြောကမြင်းမော်ကိုပြန်တက်သွားခဲ့ပါလိပါကျဲကလည်းသူ့အမအကိုထောက်ပြလိုက်မြင်းမော်တက်မယ်ကြီးပဲပြောနေတာပဲဆိုပြီးတော့ဆရာတော်ရဲ့နောက်ကိုလိုက်ပါသွားခဲ့ပါတော့တယ် နောက်တော့ပါကျဲကဆရာတော်ကိုမိုးလဲချုပ်တော့မယ်နားခိုးကြအိမ်လေးတုံးတော့မတွေ့ဘူးဆရာတော်ရဲ့လို့ပြောလိုက်ပါတယ်ဘယ်မှာနားအမှန်တော့မသိတော့ဘာညာနဲ့ပြောနေတဲ့ခါဆရာတော်ကတော်လိုက်တော့ပါကျဲတော်လိုက်တော့လို့မြင်းပေါ်ကနေလှမ်းပြောပါတယ်ဝူခေါင်းတော့ကွိုင်းမေရောစီရောက်နေပြီးတော့သူ့ကိုနောက်ဘက်ခီးသွားနေတဲ့ဘုန်းကြီးကိုစောင့်ချောက်ခိုင်းပြီးဘုန်းကြီးကကြောက်တုံးလို့မာကျော်အေးဆက်တုံးနေပါဝေးကုတ်ဖဲ့ခြင်းဆရာကောင်းတော်ဦးကြောင်ကြားနိုင်လာချောင်းကိုတိုင်တန်းနေခဲ့ပါတယ်ကွိုင်းမေရောကလည်းဘာအတွက်လူတွေအများကြီးကိုတတ်ပြရတာလဲစုံခုံးကိုပြန်မေးလိုက်တာပါ ဝူခွန်ကလည်းသူဓမြတွေကိုတတ်တာမဲတော်ကသိနေတာလားလို့ပြန်မေးလိုက်ပါတယ်။ဒန်ဆန်းကိုတော့သူ့ကိုနှိမ်ထုတ်လိုက်တာကိုမှန်တယ်လို့ဆိုလိုတာလားလို့ဝူခွန်ကဆက်မေးလိုက်တာပါ။ကွိုင်ဖူးစောကလည်းမမာတောင်ပြောလိုက်ပြီးတော့ဇုံခုံကလည်းဘာဖြစ်ဖြစ်ဆရာတော်ရဲ့အနားမှာဘာကြောင့်ရှိမနေတာလဲလို့မေးလိုက်ပါတယ်။ဝူခွန်ကလည်းသူ့ကိုဂါရာရွတ်ပြီးတော့နာကျင်အောင်လောက်ကမနေနဲ့တော့လို့ပြောလိုက်တာကြောင့်သူလည်းနေလို့မရတော့တာဖြစ်တယ်လို့ပြန်ပြောပါတယ်။ဝူခွန်ကထန်ဆန်းကိုဂါရာပေးလိုက်တာမြောက်လက်ကိုတနပ်ပေးလိုက်သူဖြစ်နေလို့ကွယ်မဲတော့ကိုပြန်ပြောနေပါတယ် နောက်တော့ဝူခုံးကဂါရာပေနဲ့နီးလေးများမရှိဘူးလားလို့မျက်နှာချိုးလေးသွေးကကွာရင်မေတော့ကိုမေးနေခဲ့ပါတယ်။ကွာရင်မေတော့ကတော့ဂါရာပြေတဲ့နီးကိုပေးဖို့စောနေသေးချောင်းပြောလိုက်ပါတယ်။အဲမှာဘာကြောင့်သူကဆရာတော်ထန်ဆန်းကိုတစ်သလုံးစောင့်ရှောက်ဖို့တောင်းဝင်ရှိရတာလဲလို့မေးပါတယ်။အဲအချိန်မှာပဲဝူချင်းကလည်းရောက်လာပြီးတော့ဇုံဝူခုံးကိုလိုက်ပြီးတော့တိုက်ခိုက်ပါတယ်။ဇာဝူချင်းကဝူခုံးကိုလိုက်လံတိုက်ခိုက်နေဆရာတော်ကလည်းနာအောင်လုပ်တယ်။သူတို့ရဲ့ပုံစံတွေကိုလည်းအတုလိုက်လုပ်တယ်လို့လည်းဗဇက်ကပြောနေပါသေးတယ်။ဇုံဝူခုံးကကွာရင်မေတော့ကိုကူညီတောင်းတဲ့အခါမေတော်ကကဲဘယ်ကနေဘလို့စဖြစ်လာလဲဆိုတာပြောပြဖို့ ။ဝူချင်းကိုမေးလိုက်ပါတယ်။စာအုပ်ချင်းကလည်းဝူခေါင်းအားဆရာတော်ကိုအတွင်းအားနဲ့တွန်းလှဲကသတိမယောင်လုပ်ခဲ့တယ်လို့သူတို့ရဲ့ပုံစံတူတွေဖန်ဆင်းပြီးတော့အနောက်ဘက်ကိုခီးဆက်ဖို့လဲစူးစမ်းနေတယ်လို့ပြောလိုက်ပါတယ်။ဆရာတော်ရဲ့ passport တွေမှတ်တမ်းစာအုပ်တွေကိုလည်းယူသွားတယ်လို့တိုက်တန်းနေခဲ့ပါတယ်။ဝူခေါင်းကလည်းစာအုပ်ချင်းရှောက်ပြီးတော့သွေးထိုးနေတာဖြစ်ကြောင်းနဲ့သူကတခါမှအဲ့လိုမလုပ်ခဲ့တဲ့အကြောင်းကိုပြန်ပြောနေပါတယ်။စာအုပ်ချင်းကလည်းအဲ့လိုတွေလုံနေတာကိုသူကိုယ်တိုင်တွေးလိုက်ရတာဖြစ်ပြီးတော့ငင်းငင်နေသေးတာလားလို့မေးလိုက်တာပါစာအုပ်ချင်းကဗာချင်းနဲ့ဆရာတော်ကဝါရှားဝူတောင်ချင်းမှာရောက်ရှိနေကြောင မယုံရင်လိုက်လံပြီးတော့မေးကြည့်လို့ရာချောင်းကိုပြောလိုက်ပါလေလူသားသမားမြောက်ကဟန်ဆောင်ပြီးတော့ရှောင်းကြီးနေတာဖြစ်တယ်လို့လည်းပြောလိုက်တာပါဝူခုံးကလည်းဘလူးလိုကြမ်းတမ်းတဲ့ကောင်လို့ဝူချင်းကပြောလိုက်ပါလေဒါကြောင့်မလို့လဲဆုံးဝူခုံးဟာဆိုပြီးတော့ဒေါသထွက်လာပြန်ပါလေကွယ်မယ်တော့ဟေဝမြိုင်တောင်ကြီးမှာဘာတွေဖြစ်နေတယ်ဆိုတော့အရင်သွားကြည့်တင်တယ်လို့ဝူခုံးကိုပြောလိုက်ပါလေဒါဆိုရင်ဖြေကိုသိရမှာဖြစ်တယ်လို့လည်းပြောလိုက်တာပါဟုတ်ကောအမဆောင်းချင်းကိုတင်းဆွဲခေါ်ကဒါဆိုလဲသွားကြည့်ကြမယ်လို့ပြောကပြန်လာခဲ့ကြပါလေ ဇုံကုံနဲ့ဝူကျင်းတော်စာအုပ်ချင်းဖန်ဆင်းထားတဲ့တိန်ကိုစီးပြီးတော့ဟင်ဝန်မြိုင်တောင်ချီကိုပြန်လာခဲ့ကြပါလေ။ဝူကုံကစာအုပ်ချင်းအတိန်ကိုနှိမ့်လို့နဲ့ကွာဆိုပြီးတော့ပြောကသူရင်သွားကြည့်မယ်လို့ပြောပြီးတော့တအူးတဲထွာလာခဲ့ပါလေ။စာအုပ်ချင်းကသူပြောတာကိုဘာကြောင့်မယုံတာလဲလို့မေးလိုက်ပါလေ။ဇုံကုံဟင်ဝန်မြိုင်တောင်ချီကရေတကုံလိုင်းကိုရောက်တဲ့အခါမှာတော့ဇုံကုံတခြားတကောင်ဟာသူနဲ့တပုံစံနဲ့တွေ့နေပြီးသူ့ရဲ့ပလင်ပေါ်မှာထိုင်ကမြောက်ပြင်စည်းစိမ်ကိုအပြေးဝါခံစားလို့နေပါလေ။နောက်မှရောက်လာတဲ့ဝူကုံကအလွန်တရာစိတ်လိုပြီးတော့ သူကလည်းသူ့ရဲ့ဘယင်ဝတ်စုံဝတ်ကသူ့ရဲ့ပုံစံကိုလိုက်တွူးနေတာဘယ်ကောင်လဲလို့မေးလိုက်ပါတယ်။ဇုံကုံအတုကလည်းမကောင်းဆိုးဝါမိစာကောင်လို့ပြောလိုက်သေးတာပါ။ဝူကုံအတုကလည်းဘယ်သူကမကောင်းဆိုးဝါမိစာလဲလို့မေးကခဲလုံးနဲ့လန့်ထူပါတယ်။ဝူကုံစိတ်ကလည်းသူ့ရဲ့တန်တုပ်ကိုနှစ်ရက်ကြားကထုတ်လိုက်ချိန်မှာအတုကလည်းနှစ်ရက်ကြားကတန်တုပ်ကိုထုတ်ကပြန်ရိုက်ပါတော့တယ်။အဲဒီမှာဇုံကုံအတုနဲ့အစိဟာကြိုက်ကြိုက်ခိုက်ခိုက်ဆိုပြီးတော့အတုပြန်အစိပြန်တိုက်ခိုက်ကြိုက်နေတဲ့အစိကသူ့ရဲ့ရေတံခွန်နန်းတော်ကိုလာအရေးသေးတယ်ဟာလာလို့မေးလိုက်ပါတယ်။ ဇုံကုံအတုကဝုခုံးစစ်ကိုမင်းကသာအတုကွာမင်းကသာမိစာမင်းကသာဘလူးဆိုပြီးတော့ပြန်ချနေခဲ့ပါလေတခြားမြောက်တွေကလည်းကြည်နေနဲ့ဘယ်ဟာအတုဘယ်ဟာစစ်လဲဆိုတော့ဝေဝဲမရတော့တာကြောင့်ဘေးလိုရာကနေပဲချောင်းကြည့်နေလိုက်ကြပါလေစောင်းချင်းကလည်းတောင်းမှရောက်လာပြီးတော့ချောင်းကြည့်နေတဲ့မြောက်အဖိုးတယောက်ကိုသွားပြီးတော့ဆွဲရပါလေမြောက်အဖိုးကသူကဘလူးမုတ်ချောင်းနဲ့အပြင်မှာချနေရကဘသူကစစ်ဘသူကအတုလဲလို့ဝူချင်းကိုမေးလိုက်တာပါစောင်းချင်းကနောက်မှရောက်လာဝူခုံးကအစ်စ်ပဲလို့ပြန်ပြောပါလေမြောက်အဖိုးကလည်းဒါဆိုဘသူကနောက်မှရောက်လာလဲရွေးလိုက်ပါအောင်လို့စောင်းချင်းကိုပြောလိုက်တာပါ ။ဦးကျင်းကလည်းသေချာကြည့်ပြီးတော့သူလည်းမခွဲတတ်တော့တဲ့အကြောင်းကိုပြောလိုက်ပါတယ်။မြောက်ဖိုးကလည်းသူတို့ကအတူတူဖြစ်နေကြတယ်လို့ပြောလိုက်တာပါ။ဇာဟုတ်ကျင်းကဘသူကဆေးလဲလို့လှမ်းပေးတဲ့အခါဦးခုံးနာကောင်စလုံးကငါအစ်စ်ပဲကွာလို့ပြန်ဖြေပါတယ်။ဇာဟုတ်ကျင်းကလည်းဦးခုံးကိုအတူလောက်ခံပြီးဖြစ်လို့ကွယ်အမေတော်စီသွားပြီးတော့အဆုံးပြခိုင်းဖို့ပြောနေခဲ့ပါတယ်။ဦးခုံးအစ်စ်ကအတူစေးတတ်သေးဖြစ်ခြင်းရင်ကွယ်အမေတော်စီမှာသွားပြီးတော့အဆုံးပြခံယူကြမယ်လို့အတူကိုပြောပါတယ်။အဲမှာနှစ်ယောက်သားတိုက်ခိုက်ကြရင်လိုင်ကူပြင်းကိုရောက်သွားတဲ့ခါမှာတော့ မြောင်မသားလေးတွေအားလုံးကလည်းနောက်ကလိုက်ပြီးတော့အားပေးနေကြပါတယ်။အဲဒီမှာဆုံးခုံအထုနဲ့ဆေးဟာတိုင်ရင်ခိုင်းနေကောင်းရင်မုံမြင့်တက်သွားကြကကွင်မေရောရဲ့နန်းတော်တဲကိုရောက်ရှိလာခဲ့ကြပါတယ်။ကွင်မေရောရှိကိုရောက်တဲ့အခါမှာတော့ဝူခုံနှစ်ယောက်သူအားဆေးငါအားဆေးသူတို့ငါတို့နဲ့ညင်းခုံနေခဲ့ကြတာပါ။အလုံးတရာမှခွဲမရအောင်မြူမုံတမုံစာကအစတူနေတဲ့ဝူခုံနှစ်ကောင်ကိုကြည့်လိုက်ရင်လေကွင်မေရောကလည်းခွဲကြနိုင်ခြင်းမရှိတော့ပဲမျက်လုံးအပြူသားလေးနဲ့စိုက်ကြည့်နေရင်ဒီဘိုင်းကဒီနေရာမှာခေတ္တခဏရန်နာသွားခဲ့ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဒီနေ့တော့တင်ဆက်မှုကတလောက်ပါပဲခင်ဗျာအခုဆိုရင်တော့တော်တော်လေးကိုခွဲကြခက်ခဲလာတဲ့ဝူခုံးနှကောင်နဲ့တော့တိုင်ပတ်စာပြူပါပြီဆိုတော့ဒီဝူခုံးနှကောင်ကဘသူကခွဲပေးမှလဲဘသူကအတူဘသူကအစ်စ်ဘာတွေဆက်ဖြစ်လာကြအောင်မှလဲဆိုတော့တော့နောက်တစ်ပိုင်းမှာဆက်လက်ရှုစားပြပါအောင်ခင်ဗျာ channel ကို subscribe လုပ်ပေးနာအောင်ခေါင်းလောင်းနှိပ်ပြီးတော့မြောက်ဘီရင်အနောက်ရက်ကိုခီးသွားတဲ့မှတ်တမ်းအပြန်ခီးကိုဆက်လက်စောင့်ကြည့်နိုင်ပါတယ် Telegram